ဲ့တော့မြန်မာနိုင်ငံမှာလည်းပဲဘေကုနေသာသနာထွန်ကားခဲ့အဲ့တော့နှစ်ပေါင်းတထောင်လောက်ထိအောင်ထွန်ကားခဲ့တဲ့ဘေကုနေသာသနာဒီကနေ့ခေတ်မှာကြတော့ဘေကုနေသာသနာကွဲပတ်တော့ခဆောသောကလေးကကွဲပတ်တော့မြတ်စွာဘုရားကဘိက္ခုနီတွေကိုခွင့်ပြုပြီးတဲ့အခါရှင်အာနန္ဒာကိုပြောခဲ့တဲ့စကားလေးရှိသေးတယ် အမျိုးသမီးတွေကိုတဲ့သာသနာပေါင်းဝင်ခွင့်မပြုဘူးဆိုလို့ရှိရင်တဲ့ငါသာသနာဟာအနှစ်တစ်ထောင်တည်မယ်တဲ့အမျိုးသမီးတွေကိုသာသနာပေါင်းဝင်ခွင့်ပြုလိုက်ရသည့်အတွက်ကြောင့်အနှစ်တစ်ထောင်တည်းက900ရော့သွားနိုင်တယ်လို့ဒီလိုဟောတယ်ဖခင်ဥပမာပေးတယ်ဘာဖြစ်လို့900ရော့သွားတယ်လဲလို့ဆိုရင်ဥပမာမယ်တဲ့အမျိုးသမီးတွေသာသနာဝင်လာတာဟာ ဘာနဲ့တူတုံးဆိုလို့ရှိရင်ဒီမိသားစုတစုမှာယောက်ျားမရှိ အမျိုးသားတွေမပါဘူးအမျိုးသမီးတွေကြီးနေတဲ့အိမ်ဆိုလို့ရှိရင်တဲ့ကုံဘတ်ထေနကလို့ခေါ်တယ်ရှင်းတော့ကတော့ဓမ္မီတွေပါလေရှိပုံပေါ်အိုးထဲမှာမိထွန်ပြီးတော့တိတ်တဆိတ်ခိုးတတ်တဲ့သခိုးတွေနဲ့လွယ်တယ်လွယ်လွယ်ကူကူအမျိုးသမီးတွေကြီးဆိုမကြောက်ဘူးပေါ့နော်မကြောက်ဘူး တခိုးတွေကဝင်ရောက်ပြီးတော့ပစ္စည်းဥစ္စာတွေခိုးယူသလိုပဲတဲ့။မြန်မြန်ဒီအမျိုးဟာဒီအိမ်ဟာမြန်မြန်ပြိုကွဲသွားနိုင်တယ်ပေါ့။ဟောနောက်တစ်ခုကတလေးစပါးခင်းကြီးမှာဖလန်ဖြူစစ်ပိုးဆိုတဲ့ဒီပိုးတစ်မျိုးကြပြီဆိုလို့ရှိရင်အဲ့ဒီတလေးခင်းကြီးဟာစပါးခင်းကြီးကပျက်စီးရတယ်ပေါ့။နောက်ကြံခင်းကြီးတစ်ခုမှလည်းပဲ ဒီဥနီဆိုတဲ့ယောဂမျိုးကြာလာပြီဆိုရင်အဲ့ဒီကြံငဲဟာပြည့်စည်သွားတာအဲ့ဒါမျိုးလို့ပဲတဲ့မြို့သမီးတွေသာသနာပေါင်းဝင်လိုက်တဲ့ဖြစ်ဒီလိုဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ချွတ်တင်ပြီးတော့ရေပလာခင်ကနေပြီးတော့တာယုဆယ်ထားသလိုငါဟာဂရုတန်၈ပါးနဲ့ချွတ်တင်ပြီးတော့ပြည့်ညတ်လိုက်တယ်ဒါကြောင့်မလို့သာသနာတော်ဟာအနှစ်တစ်ထောင်အထိအောင်ရှင်မာပါလို့အဲ့ဒီလိုမိတ်ရှိခဲ့ဖို့တော့ အဲ့တော့အဲ့ဒီနေရာလေးမှာအခုဒီကနေ့ခေပြောနေကြတဲ့သာသနာ9000 9000ဆိုတာမြတ်စွာဘုရားကအဲ့ဒီမှာမိန့်ကြားခဲ့တဲ့အနှစ်1000ဆိုဘာကိုခြားနာသလဲဘာခြားနာသလဲအထက်ကရာရှင်းပြထားတာပြပြဝဝသာသနာအဆင့်အမြင့်ဆုံးသာသနာအည်ချင်းအပြည့်သာသနာ1000ပဋိသင်္မိရာပတ္တခေတ်လို့ခေါ်တယ် အရင်ချင်းပြည့်တဲ့ယဟန်တော်တွေပေါ်ထွန်းတဲ့သာသနာအနှစ်တထောင်နဲ့အဲ့ဒီနောက်မှာတာမန်ဒုက္ခဝိပဿကတကိုးပင်ကြီးမရတဲ့ယဟန်တော်တွေကအနှစ်တထောင်အဲ့ဒီနောက်ရော့ကျသွားတဲ့အခါကျတော့အနာဂံပဲဖြစ်တဲ့အဆင့်ကအနှစ်တထောင်တဂရဂံပဲဖြစ်နိုင်တဲ့အဆင့်ကအနှစ်တထောင်သောတာပန်ပဲဖြစ်နိုင်တာအနှစ်တထောင်အဲ့ဒါလို့9000ယူပြီးတော့ပြောတယ်ဟော သာသနာ၅၀၀၀ဆိုတာအဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာတဲ့ဒါအထက်ကရာကရှင်းလင်းပြီးတော့ပြောတာစကားမှာအဲ့တော့သာသနာ၅၀၀၀တီးတဲ့အထက်မှာအမျိုးသမီးတွေကိုရည်ညွှန်းပြီးတော့ပြောမယ်ဆိုရင်ဘိက္ခုနီသာသနာဟာအနှစ်တစ်ထောင်ပဲတီးခဲ့တယ်လို့ပြောမယ်ဆိုရင်ပြောလို့ရတယ်ပေါ့ အခု2500ဆိုတော့အမျိုးသမီးသာသနာဘယ်ခေတ်ကကွဲသွားသလဲဆိုတဲ့မေးခွန်းကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်ဘူးသို့တော့ဒီကနေ့ခေတ်မှာမြန်မာနိုင်ငံကလွဲလာပြီးတော့ဘိက္ခုနီသာသနာဆိုပြီးတော့ပြန်ပြီးထူထောင်နေကြပြန်ပြီးထူထောင်နေဟိုမြန်မာနိုင်ငံမှာတော့ တကယ့်ကိုစပေချမ်းကံအတိုင်းအတိအကျဆရာတော်ကြီးတွေကလိုက်နာကြအထက်ကရာတီကပါဠိစာပေပါဠိစာပေချမ်းကံထဲမှာလာရှိတဲ့အတိုင်းပဲလိုက်နာကြအဲ့တော့မြန်မာနိုင်ငံကဆရာတော်ကြီးတွေအနေနဲ့ကဘိက္ခုနီသာသနာကိုလက်မခံလက်မခံတာကဘာကြောင့်လက်မခံတာတော့ဆိုမဖြစ်နိုင်တော့ဘူးဆိုတဲ့အနေနဲ့လက်မခံပေါ့ဘာဖြစ်လို့မဖြစ်နိုင်တာတော့လို့မေးလို့ရှိရင် ဘိက္ခုနီတန်ဃာမရှိတော့လို့ပဲဘိက္ခုနီတန်ဃာရှိပြီဆိုလို့ရှိရင်ရဟန်းခံလို့ရဘာဖြစ်လို့လဲဆိုအမျိုးသမီးတွေဟာဘိက္ခုနီတွေစီမှာတစ်ချိန်ရဟန်းခံရမယ်ဘိက္ခုတွေစီမှာတစ်ချိန်ရဟန်းခံဒါကြောင့်ဘိက္ခုနီသာသနာမရှိနိုင်တော့ဘူးသို့သော်မြန်မာပြည်မှာတစ်ခါတော့ကဘိက္ခုနီသာသနာဆိုပြီးတော့ဘိက္ခုနီသာသနာဖြစ်နိုင်တယ်ဆိုတော့အယူဆတစ်ခုပေါ်လာတဲ့အခါမှာ တန်ဃာရရဲ့အကြာမှာအငင်းပွားမှုတွေအကြီးကျယ်ပေါ်ခဲ့ဘူးတဲ့ပေါ့နော်အကြီးကျယ်ပေါ်ခဲ့ဘူးတဲ့အားလုံးတချို့ရှေးမီတဲ့ပုံစံတွေအမှတ်ရပါလိမ့်မယ်အငင်းပွားခဲ့ဘူးတဲ့အဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲဘိက္ခုနီတွေဟာပြန်ပေါ်လာပြီပေါ့ပြန်ပေါ်လာတယ်ဒီထေရဝါဒ စပေကျမ်းဂန်အရာဆိုလို့ရှိရင်ဘိက္ခုနီမဖြစ်နိုင်မဖြစ်နိုင်တော့ဘူးလို့ဆိုရဘာဖြစ်လို့ဘိက္ခုနီအဆက်ပြတ်သွားလို့မဖြစ်နိုင်အဲ့ဒါကိုဘယ်လိုလုပ်လဲလို့ဆိုဒီကနေ့ခေတ်မှာတရုတ်ပြည်မှာရှိတဲ့မဟာယာနဘောင်းပြီအပြာဝတ်ဘိက္ခုနီတွေစီကိုသွားပြီးတော့မျိုးသမီးဘိက္ခုနီတွေအရန်ခံရန်ခံပြီးတော့ဒီဘက်မှာထေရဝါဒယဟန်နေစီမှာတခါယဟန်ခံပြီးတော့ ဘိက္ခုနီကမဟာယာနဘိက္ခုစီယဟန်ခန္ဓာကထေရဝါဒဆိုပြီးတော့အခုအိန္ဒိယနိုင်ငံကစပြီးတော့ယဟန်ခံလိုက်တာတီဟိုမှာဘိက္ခုနီ200ကျော်သွားပြီခုနော်ဘိက္ခုနီတွေလုံနေကြ200ကျော်သွားပြီအော်ထိုင်းနိုင်ငံမှာလည်းပဲဘိက္ခုနီဂိုင်းတီထောင်မှုဆိုပြီးတော့စူးစမ်းနေကြတခါတော့ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗီယက်နမ် ဘိက္ခုနီနှစ်ပါးကဘုန်းကြီးတို့ရှောက်ဖူးတယ်ဘိက္ခုနီဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်